ုတ်ကဲ့ပါမေလ16ရက်နေ့ကကြားဖြန့်85ဦးမြောက်ရီကနေမဲဆောက်ကို ပြန်ပို့ရမှာအီသီရိုးပီးယားနိုင်ငံသား88ဦးလိုင်ဘေးရီးယားက9ဦးတို့ပါဝင်ပါတယ် I'm happy to help me like this. Yeah. Army, you are so kind. ပြန်လဲပို့ဆောင်ပေးလိုက်တဲ့ Ethiopia နိုင်ငံသားကကျေးဇူးတင်ကြောင်းအင်္ဂလိပ်ဘာသာနဲ့ပြောသွားတာပါ။ မြောက်ရီမှာကြားဖြတ်မှုစတင်နှိမ်နင်းခဲ့တဲ့2025ဖေဖော်ဝါရီကစဒီကနေ့အထိနိုင်ငံ20ကလူရောက်9080ဖမ်းဆီးထားပြီး8383ယောက်ကိုပြန်ပို့ခဲ့တာမို့689ဦးယာယီထိမ့်သိမ်းထားစေပါဒါကြောင့်နောက်ထပ်ကြားဖြတ်နှိမ်နင်းရေးကိုဆက်လုပ်သွားမယ်လို့ BGF တပ်မှုကပြောပါတယ်ကျွန်တော်တို့ကလည်းလက်ရှိကိုအချိန်ကာလမေးမိန်သွားသည့်နှင့်အမျှကျွန်တော်တို့ကရက်ရက်လိုက်မှာမဟုတ်ဘူးကျွန်တော်တို့ကမူလ အဗီဒီယိုတွေပြောထားတဲ့ဂတိလည်းရှိသလိုကျွန်တော်တို့နိုင်ငံအသီးသီးကိုလည်းကျွန်တော်တို့ပြောထားတဲ့စကားတွေရှိပါတယ်အဲ့ဒီပုံမှာလည်းကျွန်တော်တို့အာဒီကျွန်တော်တို့လုပ်ငန်းစဉ်ကတော့ကျွန်တော်တို့အဲဗီဒီယိုဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ်နေပါစေကျွန်တော်တို့ရဲ့မူဝါဒကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေရောကျွန်တော်ဆက်လုပ်နေပါပါပြည်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်ကိုမေထော်တလီ ကေကေပတ်နဲ့ကြောက်ခက်နေဒီကဂျားပြန်အွန်လိုင်းငွေလိန်ခိုင်းနေမှာလောက်ကိုင်းနေကြတဲ့နိုင်ငံသားတွေကိုပြန်ပို့နေရမှာအီသီရိုးပီးယားနိုင်ငံသားဥယေက၃ပုံ၂ပုံလောက်ပါဝင်နေပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ